Hello အားလုံးမင်္ဂလာပါ။ကိုနေဖော်ချန်နယ်နဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကဲကျွန်တော် define ရ real file ဖြစ်ပါတယ်เนาะ။အဲ့တော့ပထမဖိုင်မှာကျွန်တော်ပြများလေးပွဲစဉ်တွေအကုန်ပြပြပေးထားပါတယ်။ဒီဖိုင်မှာတော့ကျွန်တော်အစုံတုပ်ပေါ့เนาะအစုံတုပ်ကျွန်တော်ကြိုက်တဲ့ပွဲစဉ်ကိုရွေးထုတ်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်။အဲ့ပထမဆုံးကျွန်တော်ပွဲစဉ်အရစပြီးတော့ပြောရမယ်ဆိုရင်တော့ဒါ EDC ရနဲ့စပြီးပြပြပေးမယ်ပေါ့เนาะ။ တော့ကျွန်တော်ရဲ့ဒီ Viber Channel တင်ရင် Channel Free Channel မကြွိုင်းတဲ့ညီကိုရှင်အောက်မှာကျွန်တော် comment link လေးချပေးထားပါတယ်အဲ့ဒါတစ်ဆင့် join လို့ရပါတယ်ညနေကျ Free တစ်တီ Money Wise Back Code တွေအကုန်လုံးပို့ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်စပြီးပြောကြရအောင်ဒီနေ့မှာဆိုကျွန်တော်နာပိုလီနဲ့ကိုမိုရွေးထုတ်ထားတယ်နာပိုလီကလက်ရှိမှာ level 85ပြားရှုံနှလုံး45ပြားရှုံပေးနေပါတော့เนาะအော်နာပိုလီကကိုမိုဒီဂျေးပေးရမှန်လားဆိုကျွန်တော် အဲဖဲဖြစ်တယ်လို့ပြောလို့ရဘာကြောင့်လဲဆိုတော့ကိုမူကဘူဂီအထင်ကြီးတဲ့အတင်းဖြစ်နေတယ်လက်ရှိမှာနာပိုလီရဲ့အဆင့်၁ကိုမူကအဆင့်၆မှာပေါ့နော်အဲအဆင့်၁က6ကိုဘေးရဲ့ကြီးကဇရာရကြည့်မယ်ဆိုတော့နည်းနည်းလေးတော့ပျော့တယ်တလုံး1ဘလက်လောက်ပေါက်တင်တယ်ပေါ့နော်1ဘလက်80 90 50လောက်ပေါက်ရင်တော့ပိုကောင်းတာဒါပေမဲ့လက်ရှိမှာကိုမူဒီကျွန်တော်ဘူဂီအထင်ကြီးတဲ့အတင်းဖြစ်တဲ့ဒီကြီးကကျွန်တော်ဖဲဖြစ်တယ်လို့ပဲယူဆလို့ရအဲ့တော့ဒီနေ့မှာနာပိုလီကိုမူကိုနိုင်နိုင်လားဆိုတော့နည်းနည်းလေးတော့ ရစ်တော့များတယ်တေးတပေါက်ကြောက်ရတယ်ပေါ့နော်ဒီဂျီတန်ကတေးတပေါက်ကြောက်ရတယ်ပြီးတော့ကိုမိုကလက်ရှိမှာခြေလွှမ်းကလည်းခြေဆွာနေရဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာနာပိုလီကိုပဲယူခြင်းတယ်ဘာကြောင့်လဲဆိုကိုမိုနိုင်တာတွေများနေပြီဂျီဒီအောင်လာရင်လည်းများနေပြီဂျူပင်တက်လိုအတင်းမျိုးကိုလည်းအိမ်ကမှတူးစီးနေနိုင်တယ်လာစီကိုလည်းနိုင်တယ်အဲ့လိုမျိုးအတင်းမျိုးကိုမှနာပိုလီအဆင့်တက်ကအတင်းကရိုက်မချနိုင်ဘူးဆိုရင်ဒီအတင်းကတော်တော်လေးကိုမှထောင်တက်လာမယ်အနေထားပေါ့နော်ကျွန်တော်ကတော့ ဟိုကြေးတိအောင်လာတော်တော်လေးများနေပြီလို့ကျွန်တော်ယူဆဖြစ်ဒီနေ့မှာတော့နာပိုလီဘက်ကပဲအရေးစွန့်ပြီးတော့နေကျင်တယ်ဂူပေါင်းကတော့နှလုံး55ပြားရှုံးဝင်ရောဝင်းကျင်ဆိုတော့ဒါဂူပေါင်းအောက်ကိုပဲကျွန်တော်ကြိုက်တယ်ပေါ့နော်နာပိုလီနေနဲ့နာပိုလီနေနဲ့ဒါပြီးကျွန်တော်တို့ဘာပွဲကံရမလဲဆိုဖရန့်ဘက်နဲ့သူချန်ပီယံလိကံမှုရှိနေတဲ့အတွက်ပေါ့နော်အဲ့ဒီချက်လေးကတော့ကျွန်တော်တို့တော်တော်လေးစိုးရင်ညာကောင်းတယ်နာပိုလီအားမထည့်ပဲကံသွားလို့ရှင်တော့ကိုမိုကဒါတေးခံကစားနိုင်အားရှိရတဲ့အတွက် ကျွန်တော် body ကကျ body တေးကြမယ်ဆိုကျွန်တော်ပြား80ဆိုတော့အပြည့်နီးပါးနင်းတာပါဗောနော်အဲ့ဒီပေါက်လေးကိုကျွန်တော်နည်းနည်းလေးစိုးရင်ညာရှိတယ်အဲ့တော့ကျွန်တော်ကိုပေါင်းအောက်နဲ့ကာထားတာဗောနော်အဲ့တော့နာပိုလီနဲ့ကိုပေါင်းအောက်လေးကိုကျွန်တော်ကြိုက်တယ်1စီလောက်တွားမယ်လို့ကျွန်တော်ယူဆတယ်ဗောနော်နောက်တစ်ပွဲခရီမိုနီစီနဲ့ဂျူမင်တက်အဂျူမင်တက်တလုံးကို55ပြားရှုံဝေးကွင်းကနေပြီးရဲ့တုံးလုံးကို65ပြားနိုင် ပြောမှလည်းဒီကြေးတန်းအကြောင်ပြင်းတယ်ဂျူမီတက်ဒီအဆင့်၈မှာခရီမိုနီစီယာဆင့်သက်တဲ့၁၁မှာစတစ်ကအတင်းကို၈ကအတင်းကဝေကွင်းကတလုံး၅ပြားရှုံးလို့ဒါအင်ကွင်းလည်းမဟုတ်ဘဲနဲ့ပြီးနေရဆိုတော့ဒါကြေးပြင်းတဲ့ထဲမှာပါတယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာဂျူမီတက်ကနီပြတစ်နဲ့ပွဲထွက်လာမှာဆိုတော့တခုခုများလုတ်ပြမှာထင်လို့ဒီကြေးပေးရလာပါတော့เนาะအဲ့တော့ရှေ့ ဂျိုင်ယန့်မှာလည်းကျွန်တော်တို့ဒီ U21 ကနီးပြသူတို့ဒါ2 3 1သူတို့ Udinese ကိုလာမျိုးနိုင်သွားတယ်ပေါ့အဲဒီကနေကျွန်တော်ဂျူမင်းနဲ့ပြီးနေပေါ့နော်အဲ့လိုမျိုးတော့ဒီနေ့မှာလည်းဂျူမင်းနဲ့တခုခုလုံးပြလိမ့်မယ်လို့ကျွန်တော်ထင်2 2ရှေ့မှာရှုံးပွဲတွေတည်ရင်တောင်းလျှောက်တိုင်ပက်ပြီးတော့နီးပြမှာထုတ်လိုက်ရတဲ့အထိအချိန်တွေတော်တော်လေးဆိုးသွားတယ်ပေါ့နော်အော်စားတဲ့ကြီးကတလုံးကို10ပြားရှုံးနှလုံး60ရှုံးပြီးခဲ့လက်ရှိမှာတလုံး15ပြားရှုံး3လုံး65ပြားနိုင်ဆိုကိုပေါင်းကလည်းအပေါ် တွားကျင်တဲ့ဂျီအမ်မျိုးရောက်လာတယ်ကိုပေါင်းကြီးပြင်းလာတယ်ပေါ့နော်အခုမိုနီစီကလည်းဟိုကြည့်ဟိုပြောတန်တဲ့အတင်းဆိုမဲ့ခြေလွမ်းမစိုးတာကိုတွေ့ရတယ်ပေါ့နော်အော်ခရီမိုနီစီကလည်းအိမ်ဝင်ဖြစ်တဲ့အတွက်တကူလောက်ရနိုင်ခြင်းရှိမယ်လို့ဒီပွဲကကိုပေါင်းပေါ်တက်တက်သွားနိုင်ခြင်းရှိတယ်ဒါပေမဲ့တခုစဉ်းစားလျက်ဘာရှိနေလဲဒီကောင်ကလည်းဂျူမီတက်ကလည်းချန်ပီယံလိကံမိုးရှိနေတော့ခွန်ခွနနာပိုလီလိုပဲပေါ့နော်ကိုအရင်ပေါ်ဖို့နည်းနည်းလေးခက်မယ်လို့ယူဆရတယ်။ဂျူမီတက်ကစပိုနင်းစပွန်နဲ့ကန်အားမှာဂျူမီတက်ဒီကျွန်တော်ချန်ပီယံလိမှာလည်း ကျွန်တော်ထင်တယ်နိုင်ပွဲမရသေးဘူးထင်တယ်တေရင်နဲ့အရှုံးပဲထင်တယ်ကျွန်တော်တေချာတော့ပြန်မကြည့်ရသေးဘူးเนาะအော်ချန်ပီယံလိဂ်ပို့လည်းနည်းနည်းလေးအာယုံရောက်မြဲဆိုရင်ဒီပွဲကကိုပေါင်းအပေါ်တက်ဖို့တော့ခက်တယ်ကိုပေါင်းကြီးပြင်းလာတာတော့မှန်နေပါတော့ဒါပေမဲ့ဘိုဒင်းစကူ yes လောက်ဖြစ်သွားပြီးတော့မှကိုပေါင်းအောက်သွားတာမျိုးလည်းဖြစ်နိုင်ဝမ်းဝမ်းလို့ပဲဆက်ပြီးအောက်သွားနိုင်ကြီးများအဲ့တော့ကျွန်တော်ဒီပွဲမှာတော့ကိုပေါင်းအောက်လေးအဓိကကြိုက်တယ်ဘော်ဒီမှာဂျူမီနဲ့ကြီးပြင်းနေတယ်ကျွန်တော်နေရတာဟိုဘယ်လိုပြောမလဲ နေဖို့နည်းနည်းလေးလန့်လျာကောင်းတယ်ဗောသူနိုင်ွားလဲတလုံးအတာလိုမျိုးလိုပဲကျွန်တော်ယူဆခြင်းတယ် အဲ့တော့ဒီဘက်မှာတော့ကျွန်တော်ဂျူမင်းနဲ့ပေါ်ဒီနီးပြတင့်နဲ့တော့ဖြစ်တယ်ရှေ့မှာနီးပြတင့်ဒီအရန်နီးပြတင့်နဲ့တို့ဒါ United နီးပြနေတဲ့ဇုံဘော်ကြီးကြီးအောင်နေပြီဆိုတော့ဒီနေ့မှာဇုံဘော်ကြီးအောင်ဘောကခတ်မယ်လို့ကျွန်တော်ယူဆရတယ်ကျွန်တော်အောက်ဆုံးနဲ့ပဲဆွန့်လာခြင်းခွင်းမိုးလီစီဘော်ဒီနဲ့ဂိုးအောက်ပေါ့နော်ဂျူမင်းနဲ့နိုင်သွားခဲ့ဒီရှိတော့1-0လို့ဆက်မျိုးပေါ့အဲ့တော့1-0ဆိုရင်လည်းကျွန်တော်တို့ကဘော်ဒီကပြား၁၀ပြား၁၅ပြားလောက်ရရမယ်ဂိုးပေါင်းအောက်အပြည့်ရမယ်2-0ဆိုလည်းကျွန်တော်ဘော်ဒီတော့အပြည့်ရှုံးမယ်ဂိုးပေါင်းအောက်က အပြည့်ရမယ်ဆိုအကောင့်ရှုံးပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်သုံအောက်လေးနဲ့ပဲဆွန့်စားအကောင့်ချူပင်တဲ့အနေနဲ့ချန်ပီယံလိကံမှုရှိနေတာဖြစ်တဲ့တော့ချန်ပီယံလိမှာတို့ကအမှတ်ကလိုနေတယ်ဗျအဲ့တော့ချန်ပီယံလိမှာလည်းတို့ကယုံရမှာဆိုတော့ဒီပွဲကိုတို့နည်းနည်းလေးအားရော့မယ်လို့ကျွန်တော်ယူဆရတဲ့အတွက်ကိုပေါင်းအောက်ကြိုက်တယ်အောက်အသင်း Ancient Cremonese Body ကြိုက်ပါတယ်နော် နောက်တစ်ပွဲစပိန်လာလီကာဘီလာရီယားနဲ့ပလက်ကောင်ဒီနေ့ဦးထဲမှာကျွန်တော်အစောဆုံးကံမဲ့9နိုင်ခွဲပွဲစဉ်ပေါ့ဘီလာရီယားတလုံးကို90နိုင်ပေးတယ်ကိုပေါင်းကြီး3လုံး90နိုင်အဲ့တော့1ပလက်90 2ပလက်90ကြည်တန်းက2-1တပေါက်လာတတ်တယ်နော်အဲ့ဒီအဲ့ဒီဖော်မြူလာလေးတခုတော့ရှိရယ်2-1တပေါက်လာတဲ့တယ်။အော်ဘီလာရီရဲ့အဆင့်တုံးမှာဘလကာနိုကအဆင့်ခွန်ပါပေါ့နော်။၃ကနေခွန်ကိုတလုံး90နိုင်ကသာလက်ခံပြလို့ရရခြေတန်းတယောက်တို့ဖွင့်လာဒါဒီခြေတန်းဖဲဖြစ်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ ော့ကျွန်တော်ကဒီဘက်2-1တပေါက်လာမယ်ဆိုတော့ဇုံဘော်ပဲယူရမှာပေါ့နော်ဇုံဘော်ပဲယူရမှာပေါ့2-1ဆိုတော့ဒါဘော်ဒီကပြား90နိုင်မယ်ကိုပေါင်းကပြား90နိုင်မယ်နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီဘက်မှာကိုပေါင်းပေါ်တော့ကြိုက်တယ်ဒါပေမဲ့တခုရှိရမနေ့ကစပိန်ပွဲကကျွန်တော်တို့ဂီတာဖီက2-1လာမနေကိုပေါ်သွားတယ်နော်အဲ့လိုမျိုးဆိုတော့ကိုပေါင်းအောက်လဲလာနိုင်ကြတော့ရှိရအစောဆုံးပွဲစဉ်ကအော်ဒီဘက်မှာကျွန်တော် ကူမောင်းပေါ်ဟိုတော့ကြိုက်တယ်မောင်းနေလောက်ပဲပေးခြင်းတယ်ဘော်ဒီဘီလာရဲ့ဘော်ဒီကိုအဓိကပေးခြင်းတယ်ပေါ့နော်ဒီဘက်ကျွန်တော်ဘီလာရဲ့ဘော်ဒီလေးကြိုက်ပါတယ်ဘီလာရဲ့ကလည်းပါဖိုနဲ့ချန်ပီယံလီအဝေးကွင်းကင်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီကွန်ဖရင့်လီဘလကန်နိုကကွန်ဖရင့်လီလက်ပိုနန်နဲ့ကင်ရမှုရှိရပေါ့နော်အော်နှစ်တင်းစလုံးကတော့ဥရောပပွဲစဉ်ညီကင်မှုရှိရတဲ့ဂိုပေါင်းကြီးက နည်းနည်းလေးအဲကြောင့်ကျွန်တော်မောင်းလေးလောက်ပဲထည့်သေးခြင်းနဲ့ကိုပေါင်းအပေါ်ဒီ J formula ရကတော့1 plus 50 2 plus 50ရတော့အပေါ်ကတချောင်းလာမယ်ဗျာကို body အပေါ်လာမလားကိုပေါင်းအပေါ်လာ2 1တစ်ပေါက်ရှိရပေါ့နော်2 1လာနိုင်နေရှိရတော့ကျွန်တော်ကိုပေါင်းအောက်ကိုတော့ဟိုအရင်မပေးခြင်းဘူးအပေါ်ကိုလည်းမောင်းလေးလောက်ပဲပေးခြင်းတာဖြစ်တဲ့အတွက် body တချောင်းပဲကျွန်တော်ဒီမှာထိုးကွက်အနေနဲ့ရွေးချယ်ပေးခြင်းနဲ့အဲဗီလာရဲ့ body ပဲကျွန်တော်ကြိုက်ပါတယ်နော် ။ Indigo ပွဲကကျွန်တော်မကြိုက်ဘူး။ Indigo ဒီနေ့တိတ်မကြိုက်ဘူးပေါ့နော်။ Indigo မောင်နေလောက်တော့ကျွန်တော်ရွေးချယ်ပေးမယ်။အဲပြီးတော့ Solidan နဲ့ Bibao ပွဲမှာကျွန်တော်ကိုပေါင်းအောင်နေကြိုက်တယ်။ Solidan ကလက်ရှိမှာ level 5ပြားရှုံးနှလုံး5ပြားရှုံးပြီးနေ။ဒီပွဲမှာကကြတော့ဟို Bibao ကဟိုဘယ်လိုလဲအပေါ်ကအတင်းပေါ့နော်။ခဏရနော်ကျွန်တော်ပြန်ကြည့်ပေးမယ်။မှတ်ပေးစရာ။ Bibao က အဆင့်9ကဆိုလီတက်ကအဆင့်7ကအဲ7ကနေ9ကိုအင်ဝင်အားသာချင်တဲ့ level 5ပြ10ပြခေါင်းထွက်တာတကယ်ဆိုရင်9ကနေ7ကိုတော့အဝေးကွင်းကနေပြန်ပြီးကြီးပေးရမှာပေါ့နော်အော်ဒီနေသားမှာဖိပါဦးနိုင်မှုခက်တဲ့ကြီးတန်းတည်းရဖြစ်နေတယ်ဆိုလီတက်ကကြီးကောင်းထွက်တာဖြစ်တဲ့အတွက်ဆိုလီတက်တခုခုလောက်ပြလောက်တယ်တန်ဆင်းဆုံးရုံအားလည်းရှိနေတော့ဒီဘက်မှာကျွန်တော်ဆိုလီတက် body လေးကြိုက်တယ်ဂိုးပေါင်းကတော့အောက်ကိုပဲကြိုက်နော်ဘာကြောင့်လဲဆိုတော့ဘီဘာအိုကဒါဘီယံကိုနျူကာဆယ်ကိုအဝေးကွင်းတွက်ကင်ရမှာဆိုတော့ဒီဘက်သူရရင်အားထုတ်မှာမဟုတ်ဘူး အော်တေလောက်ပဲခံကစားသွားမှာဆိုတော့ကျွန်တော်ဆိုစီတက်နဲ့ကိုပေါင်းအောက်လေးပဲတွဲဆော့သေးခြင်းနဲ့အဲနောက်တစ်ပွဲရီယယ်မက်ထရီနဲ့ဘလန်စီယာရီယယ်မက်ထရီနှလုံး25ပြားရှုံ3လုံး90ရှုံအဲဘော်ဒီရောကိုပေါင်းကြည်တန်းရောတော်တော်လေးကိုမှဒါပြင်းတဲ့ထဲမှာပါတယ်အဆင့်1ကနေအဆင့်18ကိုလှမ်းပေးတာပေါ့နော် ။အော်ဘီယားကဘာစီလိုနာတို့နိုင်ပွဲရထားရတယ်သူတို့အနေနဲ့တော့ဒါစိတ်သက်ကတော့ပို့ပြီးတော့တက်ကြွနေမယ်သူတို့အနေနဲ့ဒါလာလီဂါမှာဥဆောင်သူဖြစ်နေတယ်။ဒါပေမဲ့သူတို့ဒါပြီးလို့ရှိရင်လီဗာပူးနဲ့တွားပြီးချန်ပီယံလိဂ်ဂမ်။အော်လီဗာပူးကနောက်ပိုင်းမှာသူတွေးဆုံမှုရမှာသူအတာမရောမနေ့ကလီဗာပူးအိမ်ကွင်းမှာသူတို့တွေးခဲ့ဒီလီဖစ်မှာပဲသူတို့ရှုံးနေနော်။အော်ဒီနေ့သားမှာဒီနေ့မှာဒီနှစ်ကိုတော့သူတို့လီဗာပူးနဲ့ပွဲမှာသူတို့မရှုံးခြင်းလောက်ဘူး။အော်လီဗာပူးနဲ့ပွဲကိုအာယုံရောက်မယ်ဆိုရင်ဒီနေ့ဘလန်စီယာနဲ့ပွဲစဉ်မှာသူတို့ကြီးအောင်မခက်လိမ့်မယ်။ အနှလုံး20ရှုံ30ရှုံကြားမှာတော့ကျွန်တော်အောက်အတင်းဘလန်စီယာဘော်ဒီလေးပဲကျွန်တော်ကြိုက်တယ်ဂိုးပေါင်းကလည်း၄လုံးရောက်ဖို့ခက်မယ်လို့ကျွန်တော်ထင်တယ်ဗျာဘလန်စီယာဝေးကွင်းကကျွန်တော်အရင်အားရရထဲမှာမပါဘူးဂိုးမျိုးဂိုးမြိုင်တိတ်မရှိဘူးဘာစီလိုနာကိုသူတို့စစ်စည်းနဲ့ရှုံထားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်ဒီပွဲမှာကျွန်တော်လူရမတစ်ဂျေးပြင်းနေရတော့မှန်ဒါကလည်းသူရှေ့မှာဘာစီလိုနာနိုင်တဲ့အချက်လည်းပါတယ်ပေါ့နော်အဲအကြောင်းကျွန်တော်ဒီပွဲမှာ ဟိုကြည်ပြင်းနေလို့ယူဆတယ်ဒါပေမဲ့ကျွန်တော် အောက်အတင်းဘလန်စီယာကြိုက်တယ်ဂူပေါင်းမှာဆိုအောက်ပဲကြိုက်တယ် real madrid 1-0 2-0တော့နေပဲနိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်တူးသီးဖြစ်ရင်တော့မှကျွန်တော်တို့ဘလန်စီယာတကိုးပေးပြီး2-1တွေပါလှုပ်သွားနိုင်ကြရရှိသေးရဗောနော်အလုံးစုံ3-0စီးပေါ့ဗျာ3-0ဆိုတော့ကျွန်တော် body တော့အပြည့်ရှုံးမယ်ဂူပေါင်းအောက်လေးတော့ပြန်ရမယ်ဗောနော်အဲ့တော့ကျွန်တော်အောက်ဆုံးလေးကြိုက်ပါတယ်ဒီပွဲမှာတော့အဲ့တော့ကျွန်တော်နောက်တော့ပွဲကကျွန်တော် ပြင်တင်လီဂူဝမ်ပေါ့နော်ပြင်တင်လီဂူဝမ်မှာဆိုရင်ကျွန်တော် PSG နဲ့ Nice ကိုဘာကြိုက်လဲဆိုရင်ဒီပွဲမှာကျွန်တော် Nice Body နဲ့ဂူပေါင်းပေါ်ကြိုက်ပါတယ်အဲ PSG ကလက်ရှိမှာနှလုံးကိုတည်ရေးပေးနေတယ်ဂူပေါင်းကြီးက၄လုံး60နာရှင်နော်အဲ့တော့ပြောမယ်ဆိုတော့ ် PSG ကဟိုကြိုက်ရှင်စရာပေါ့လေနော်အစင်ဟိုဘယ်လိုမှာအင်ကွင်းလည်းဖြစ်နေတယ်လက်ရှိမှာတိုက်စစ်ကလည်းဒါလူလီလည်းပြန်ဆုံနေပြီဆိုတော့အဲခြေလွန်းလည်းကောင်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်ဂျာရက်မှာလော်ရီယန်11ကန်သွားတဲ့ဟာကြီးကလှုပ်ဆက်ကြီးလာပေါ့နော်အဲ့ဒါကြီးကအန်ဒီဟိုဘယ်လိုမှာတမျိုးဖြစ်တာပေါ့ပြီးရင်ဒါပြီးရင်သူကဘိုင်ယန်မြူနစ်နဲ့ဟိုဟာကန်ရမယ်ချန်ပီယံလိအင်ကွင်းမှာပဲကန်ရမှာဆိုတော့သူတို့ကအိုက်ပွဲကပို့ပြီးတော့အဲဘယ်လိုပြောပွဲကြီးပွဲကောင်းဖြစ်မယ်ပို့ပြီးတော့လည်းအရေးကြီးမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ချက်ရှိနေတယ်ဒီနေ့မှာ ဒီပြက်ကြီးနဲ့ night ကို night ွားရင်တောင်မှနှစ်ကိုပြက်ဖို့ခက်မယ်လို့ကျွန်တော်ယူဆတယ် night အနေနဲ့ကလည်းဒါပြီးလို့ရှင်ကျွန်တော်တို့ frying pan နဲ့ယူပါလိကံမှုရှိအဲ့တော့ night ကလည်းအာကုံထုတ်မှာတော့မဟုတ်ဘူးအဲ့တော့ night ကခန်းသစ်ကိုကြည့်လိကစားလာမယ်အဲ့တော့ကျွန်တော် night body ပဲယူပလိုက်တော့မယ်ကိုပေါင်းပေါ်နည်းနည်းလေးအန်တင်များတယ်ပေါ့နော်လေးလုံး60နိုင်ဆိုတာကအန်တင်များကိုပေါင်းပေါ်ရှောင်းလိုက်ပါမောင်းတဲ့လောက်ဆော့ကျင်တယ်ဆိုတော့ဆော့ပေါ့နော် ဲ3 1တွေပါဖြစ်လာမယ်ဆိုတော့ကိုပေါင်းပေါ်ရမှာပေါ့ body ကတော့တည်ကြမှာပေါ့เนาะအဲ့တော့ nice body လေးပဲရွေးချယ်ပေးမယ်ကိုပေါင်းအောက်ကိုအောက်ကိုလည်းမပေးကျင်ဘူးညအပေါ်တော့ပူကြိုက်တယ်ကျွန်တော်အပေါ်တော့ပူအားတန်တယ်ပေါ့เนาะနှစ်တင်းဆုံးတော့တိုက်စစ်ဟို900နေအတင်းနေဖြစ်နေတဲ့အတွက်ကိုပေါင်းအပေါ်ပဲပေးကျင်တယ်ဒါပေမဲ့အပေါ်ကိုပေါင်းအပေါ်တော့မောင်းနေလောက်ပဲဆော့နေကျင်တယ်အဲ့လိုမျိုးဆိုတော့ဒါ nice body ပဲပြလိုက်ပါမယ် အော်နောက်တစ်ပွဲကကျွန်တော်တို့မိုနာကိုနဲ့ပဲရစ်အဲဒီပွဲတော့ကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ်နော်မိုနာကိုတလုံး50နိုင်၃လုံးတည်ရေနော်အဲဒီပွဲကပဲရစ်ဟိုပဲရစ်ကလည်းဘယ်လိုပြောမလဲတန်တဲ့အတင်းဆိုမယ်ခြေဆွာတဲ့အထက်မှာပါတယ်ပေါ့နော်ခြေဆွာတယ်ဂိုးတွေလည်းရတဲ့အထက်မှာပါတယ်ဒါပေမဲ့တစ်ခုရှိရပြကိုပေါင်းပေါ်ကြိုက်တယ်ဆိုမယ်ကျွန်တော်တစ်ခုဆိုရင်လာပါလဲဆိုတော့ ဒီမွန်နာဂိုကနောက်ဆုံးပွဲစဉ်မှာ5-3နဲ့ဂိုးပေါ်ထားတာပေါ့နော်အဲ့ဒါလေးတစ်ချက်တော့နည်းနည်းလေးစိုးရိမ်နေဒါပေမဲ့ကျွန်တော်အင်ကွင်းဖြစ်နေတဲ့အတွက်အင်ကွင်းနောက်ဆုံးသူတို့နှစ်ပွဲဆက်ဂိုးပေါင်းအောက်ထားတာပေါ့နော်အပယ်ရစ်ကလည်းဒါဂိုးတွင်းနေတဲ့အနေထားမှာကျွန်တော်ကတော့နှစ်တင်းစလုံးဝန်ဝန်လောက်ကနေစကြည့်ရမယ်ယူစားတယ်အဲ့တော့ကျွန်တော်ဂိုးပေါင်းအပေါ်ပဲကြည့်ရင်ဆက်ပြီးတော့ပဲဂိုးပေါင်းအပေါ်ပဲယူရမှာပေါ့နော် ဘော်ဒီကတော့မူနာကိုပဲကြိုက်တယ်မူနာကိုဒီနီးပြတိလက်ထက်မှာတခုခုကို change just လုပ်နေတယ်ပုံစံကောင်းနေပြန်ရအောင် ကြိုးစားနေအတင်ဖြစ်နေတယ်ကြောင့်အင်ရှင်မူနာကိုပဲကြိုက်တယ်ကိုပေါင်းမှာဆိုရင်တော့အပေါ်လေးကိုကြိုက်ပါတယ်နော်အဲနောက်တစ်ပွဲက all day နဲ့မာစီအဲ့ပွဲကကျွန်တော်မာစီပေါ့နော် မာစီကိုကျွန်တော်ဒီပွဲမှာအရင်ကြီးတော့မကြိုက်တလုံး90နာရီပေးနေရကိုပေါင်းရင်တလုံး85ပြားနိုင်နော်တလုံး85ပြားနိုင်ပေးနေရပေါ့နော် အော်စားတဲ့ကြီးကိုကြည့်အောင်1ဘလက်35ပြားနိုင်ကနေ3ဘလက်40နိုင်ပေးထားတယ်ကိုပေါင်းကြီးက3ဘလက်40နိုင်1ဘလက်35ဘော်ဒီကတော့ရိုင်းပြောင်းလဲမှုတိတ်မရှူ10ပြားလောက်ပဲရှိရပါတော့ကိုပေါင်းကြီးကတော့တော်တော်ကြီးပြောင်းသွားတယ်3ဘလက်40ကနေ3ဘလက်85ပြားဆိုတော့ကိုပေါင်းကြီးတော်တော်ကြီးနှုတ်ပိုင်းနေတယ်မှာဒီပွဲကအဲတစ်ချက်တော့စောင့်ကြည့်အောင်မြန်2နိုင်35မှာကန်ပါကျော်ည9နိုင်10နိုင်လောက်ထိမာစီပွဲကိုကိုပေါင်းကြီးအပြောင်းလဲတစ်ချက်စောင့်ကြည့်တဲ့နေကိုပေါင်းကြီး ပြန်ပြီးပြင်းလာခဲ့မှတာပေါ့နော်ဒီကိုပေါင်းပေါ်ကစားဖို့ကြံပေးတယ်နှစ်တင်းစလုံးရဲ့ခြေစွမ်းအရာကတော့၃လုံးရောက်ဖို့မခက်တဲ့နှစ်တင်းပဲမာစီလည်းအင်ဝင်းဝင်းမြေကိုတွင်းတာအော်စီကလည်းအင်ဝင်းဝင်းကိုရတဲ့အတင်းဆိုတော့ကိုပေါင်းပေါ်ဘလို့မလို့အချိန်မြင့်တက်တက်သွားနိုင်တယ်၃လုံးကဒါပေမဲ့လက်ရှိခြေနှန်းနုလာကြီးကကျွန်တော်ကိုနည်းနည်းလေးဇဝေသွားဖြစ်သွားစေရဲ့အဲ့တော့ဒီဘက်မှာကျွန်တော်ကိုပေါင်းကိုလက်ဆောင်ထားခြင်းအဲ့တော့ body ကိုကြည့်မယ် body ကအော်စီအင်ဝင်းမှာမာစီကတစ်လုံး90နဲ့လာပေးနေတယ် ။အော်စီးဆိုတာအဆင့်ဆက်ခွန်အတင်အဆင့်၃ကမာစီးရဆက်ခွန်အတင်ကိုတလုံး90နိုင်လို့ခြေတန်းကနုရလို့ကျွန်တော်ယူဆတယ်။အော်ကျွန်တော်အတင်ဒီနေ့မာစီးကိုကျွန်တော်မကြိုက်ဘူး။အင်းရှင်အော်သေးပဲကျွန်တော်ကြိုက်တယ်မာသေးနိုင်သွားခဲ့ရင်တော့မှဒါတကူအတာလို့ပဲလို့ကျွန်တော်ယူဆလေပေါ့နော်အော်ဒီနေသားမှာကျွန်တော်မာသေးအနေနဲ့ဖလိုးတော့မိနေကြဖလိုးမိနေတော့မာလေးရှိမှနှစ်ပွဲလက်တို့ရှုံးထားတယ်နောက်ဆုံးပွဲစဉ်မှာတို့အင်ကွင်းမှာအန်ကာစ်ကိုတူတူတေးကြအော် လောလောလော draw ပြီးလို့ရှိရင်ကျွန်တော် win တော့လာတတ်တယ်အဲ flow me နေရတဲ့တော့မာသေးနိုင်ကောင်းနိုင်သွားနိုင်တယ်နော်အဲအဲ့ဒီတစ်ချက်လေးရောကြည့်ရဒါပေမဲ့ကျွန်တော်ကျင်းနုနေရအဲကျင်းနုနေရဖြစ်တဲ့အတွက်နေရွေးရှာခက်နေဗျာတကယ်လို့ဒါမိုင်းမာသေးနိုင်မှုတေးကြရဆိုအဆင့်3ကနေအဆင့်ဆက်ကွန် 1D ဝင်ရိုးပေးတင်တယ်ဟုတ်က1.50နိုင်ဝင်ရိုးကြီးဖြစ်နေရပါတော့အဲ့ဒါကြီးကျွန်တော်တဘောမကြောက်ဘူးဗောနော်အဲ့တော့ဒီချက်ကြောင့်လက်ရှိမှာကျွန်တော် all day ဝင်ကြိုက်ထားမယ်အဲညနေညနေပေါ့ဟိုဟာပေါ့ညညဘက်8:00နိုင်9:00လောက်မှာခြေပြောင်းကြည့်ပြီးတော့ကျွန်တော်မာသေးပွဲကိုပြန်ပြောပေးမယ် เนาะဘာခုကဗီဒီယိုရိုက်ချင်တာစောနေတာဖြစ်တဲ့အတွက်ခြေပြောင်းလဲရရှိဦးမှာပဲရှိဦးမှာဆိုတော့မာစီနိုင်ဖို့တည်ကြနိုင်တဲ့ကြည်တန်းဆိုတော့ကျွန်တော်ညနေကျရင်မာစီဘော်ဒီပြောင်းပေးမယ်ဂူပေါင်းကိုလည်းတစ်ချက်ကြည့်မယ်3 plus 50 3 plus 30လေးလေးပြန်ရောက်လာမယ်ဆိုရင်ဂူပေါင်းပေါ်ကြိုက်တယ်မာစီဆိုမှပြန်ကြိုက်မယ်ပေါ့နော်အော်ဒီဘွဲက2 night 35ဆိုတော့ဒီနေ့ကကျွန်တော်စနေနေ့ဆိုတော့မလဖန်တနင်္ဂနွေညုံလဲပိတ်တော့ကျွန်တော်လည်းနေပေးမယ်ဗျာဒီမှာညိုလို့လည်း easy ပေါ့เนาะ channel မှာတစ်ချက်စောင့်ပေးဒီဘွဲကိုတစ်ချက်ကျွန်တော်ပြန်ပြောပေးမယ်လက်ရှိမှာဟိုကျွန်တော် သွေးစဘာဖြစ်နေဒီပွဲကတုံးတက်ရကျွန်တော်ကြည့်တာမနက်ကတော့ကိုပေါင်းကြီးက3လုံး40ဆိုအာ AC ပေါ်ဒီပွဲကိုပေါင်းပေါ်2-1တပေါက်ပေးလို့ရပြီပေါ့နော်ဒါပေမဲ့လက်ရှိမှာကြည်တန်းနေပြောင်းနေတယ်အဲ့တော့ဒီပွဲကိုနည်းနည်းလေးခဏထားလိုက်ပါအောင်နော်အဲ့တော့ကျွန်တော်ဂျာမန်ပဲသွားရအောင်ဂျာမန်ဂျာမန်ကခဏနော်ဟိုက်တာဟိန်းနဲ့ဖရန့်ဘက်ကစာမ9နိုင် တော့ front back ကတလုံးကို60နိုင်ပေးနေရပါတော့တလုံး60နိုင်သုံးလုံး30ရှုံအော်ဒီဘွဲတော့ကျွန်တော် front back နဲ့ hidden hand ကိုဂိုးပေါင်းအပေါ်ကြိုက်ပါเนาะဂိုးပေါင်းအပေါ်ကြိုက်တယ် body ကတော့လက်ဆောင်လိုက်ပါเนาะ body က front back ပြီးရကြီးတဲ့နှုတ်တယ်အစင်း6ကနေဆင်းဆက်ခွန်တလုံးအပြည့်နိုင်ကဒီဂျီတန်နုတယ်ပေါ့နော်အဲ့တော့ဂူပေါင်းအပေါ်လေးကျွန်တော်ကြိုက်ပါတယ်အဲနောက်တစ်ခုက main နဲ့ water main ကတလုံးကို89 3လုံး35ပြားရှုံ ဘော်ဒီဂျင်းလေးပြင်းလာရင်လည်းပဲ85နဲ့380နိုင်တော့ဘော်ဒီဂျင်းလေးပြင်းလာရင်ပဲပြောက်တယ်ဒီပွဲလဲကျွန်တော်ကိုပေါင်းပေါ်ကြိုက်ပါမင်းကနည်းနည်းလေးရုံးမှရတော့မယ်အဆင်16ရောက်နေတာဖြစ်တယ်ပြောပါတော့အဲအကြောင်းလဲဘော်ဒီဂျင်းလေးပြင်းလာဖြစ်မယ်အဲ့တော့ဘော်ဒီဆိုတော့ကျွန်တော်မင်းကိုကြိုက်တယ်အစားလဲမင်းကိုကြိုက်ခဲ့တယ်ပေါ့နော်အဲ့တော့မင်းဘော်ဒီကြိုက်တယ်ကိုပေါင်းအပေါ်လေးကြိုက်ပါနော် နောက်တစ်ပွဲက live sit နဲ့ stuck အဲဒီပွဲတော့ကြည့်ကောင်းပါဗျာเนาะအတင်းကြီးနဲ့တင်းတွေ့ရတဲ့ဘောမျိုးဖြစ်နေ live sit ကအဆင့်2က stuck ကအဆင့်5ပါเนาะအဲ live sit ကအိမ်ငွေးဆိုတော့ကောင်းနေဗျာเนาะအဲကျွန်တော်ဒီပွဲမှာ body ဆိုတော့ live sit body ကြိုက်တယ်ဂူပေါင်းဆိုတော့ဂူပေါင်းအပေါ်လေးပဲကျွန်တော်ကြိုက်ပါเนาะဒီနေ့စနေတော့ဂျာမန်နီကဂူပေါ်မှာရမနေ့တော့ကြာလဲအောက်ထားပြီးဆိုတော့เนาะအမလက်ဖန်တင်းငွေနေရတာရင်းနှစ်ပွဲပဲရှိတော့တိတ်ပြောရခက်တယ်เนาะ အဲ့တော့ဒီဘွဲတော့ကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ် live clip ပေါ်ကြိုက်တယ်စိမ့်ပေါ်လေးနဲ့ motion ကျွန်တော် mount လေးပဲထည့်ပေးမယ်ပြီးလို့ရှိရင် union ball နဲ့ flying ball လည်းကျွန်တော် mount လေးပဲထည့်ကိုပေါင်းကြည့်တဲ့နုရဲ့အတွက်ကိုပေါင်း out တွေတော့တွန်းနိုင်ကြများဒါပေမဲ့ကျွန်တော်ကြေးစောင့်ကြည့်ခြင်းနဲ့ညနေ9:00 6:00လောက်မှာ confirm လုပ်ပြီးတော့မှကျွန်တော် mount လေးထည့်ပေးမှာနော်အနောက်ဆုံးတစ်ပွဲကတော့ Bayern နဲ့ Liverpool ဆင်းပေါ့အဲ့တော့ဒီနေ့တင်ကတော့ဒါခုန Stuttgart နဲ့ live clip လိုပဲကြည့်ကောင်းပါမယ်ဒီပွဲကနှလုံးတည်ရင်လေးလုံးဆက်ပြားနိုင် Bayern ပေးရပါနော်အဲ့တော့ဒီပွဲကိုတော့ကျွန်တော် ဇုံပေါ်ထက်ဂူပေါင်းပေါ်တချောင်းနဲ့ပိုကြိုက်တယ်ပေါ့နော်ဇုံပေါ်ကနည်းနည်းလေးအန်တီရများတယ်ဟိုဘိုင်းယန်နှလုံးမပြတ်နိုင်ဘူးလားဆိုတော့ပြတ်နိုင်တာလီဗာပူလ်ရဲ့လက်ရှိမှာရင်းဖောင်ကောင်းတာမနစ်ကနဲ့ရှင်တော့မကောင်းဘူးပြမနစ်ကအလွန်ဆုံးအကင်လုံးကတော့ဒါဘိုင်းယန်နဲ့တွေ့လို့ရှင်လီဗာပူလ်ကဒုက္ခပေးလိရှိရပေါ့နော်ဟိုဘိုင်းယန်လည်းဟိုနိုင်ဖို့တော်တော်လေးတိုင်ပတ်သွားတဲ့အနေအထားရှိရဘိုင်းယန်မြူနစ်အိမ်ဝင်းမှာတော့မှဒါနိုင်နိုင်နေတဲ့ ဟိုအချိန်ကြီးရှိခဲ့တာဆိုတော့ဒါမဲ့လက်ရှိအနေအထားလီဗာပူလ်ကအလောက်ထိ on fire မဖြစ်တော့တဲ့အနေအထားဆိုတော့ဘိုင်ယန်ကလက်ရှိမှာတောက်လျှောက်နိုင်ပွဲတွေဆက်နေရပါဘောနော်အဲ့တော့ဘိုင်ယန်ကတော့ဇုံဘောဆော့လို့ရပါနော်ဇုံဘောတော့ဆော့လို့ရတယ်ကျွန်တော်ကကျွန်တော်ကဂိုးပေါင်းအပေါ်လေးပို့ပြီးတော့တဘောကြတယ်ဘော်ဒီကတော့နည်းနည်းလေးအဲ risk များလို့ပေါ့နော်ဟိုလီဗာပူလ်တင်ရတဲ့ဂိုးရမှာဂိုးရနိုင်ကြီးများတဲ့အတွက်2131အဲ22လေးတဲ့ဖြစ်လာနိုင်ကြီးရှိရယ်ဂိုးပေါင်းပေါ်လေးတော့ပို့ပြီးတော့ကြိုက်ပါနော် အဲ flow ကတော့ flow ကအဝေးဝင်း flow မိနေတာကတော့တခုရှိရလေပါကူနေကရှေ့မှာ2ပွဲနိုင်3ပွဲနိုင်နောက်ဆုံး2ပွဲတည်ကြထားတယ်ဗောနော်အဲ့တော့ဟိုရှုံးလာနိုင်တယ်အဲ့တော့အဲ့လိုမျိုးလေးရောရှိရအဲ့တော့ဟိုလေပါကူနေရှုံးနိုင်တယ်ဆိုရင်ဒီပွဲကတော့ဘိုင်းနိုင်နိုင်တယ်ဗောနော်အဲ့ဘိုင်းနဲ့ဂူပေါင်းပေါ်သုံးပေါ်လေးပဲကောင်းပါနော်ကဲတော့ဒီနေ့တော့တလောက်ပါပဲเนาะအဲဒီနေ့ကပွဲရတယ်များတယ်များတော့မြန်မြန်လေးပဲပြောလိုက်ပါတယ်เนาะအော် ကျွန်တော်ညနေကျမှအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံးတွေ့ဆုံကြပါမယ်နော် channel မှာကျွန်တော် feed တွေမောင်းနေပြန်လည်ပို့ပေးပါမယ်နော်အော်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးဆုံးလေးကြည့်ကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့နေ့ရက်ကလေးဖြစ်ကြပါစေအားလုံး good luck ပါ